အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်လက်အောက်ခံကိုကန့်ကောင်းဆောင်ဟောင်းပယ်ဆောက်ချိန်အပါဝင်ခုနှစ်ဦးကိုတည်တံနှင့်ဆိုင်းငံ့တည်တံများတရားရုံးကချမှတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်လက်အောက်ခံကိုကန့်ကောင်းဆောင်ဟောင်းပယ်ဆောက်ချိန်အပါဝင်ခုနှစ်ဦးကိုတည်တံနှင့်ဆိုင်းငံ့တည်တံများတရုတ်တရားရုံးကယနေ့ချမှတ်လိုက်ကြောင်းတရုတ်နိုင်ငံမှလာတော်သတင်းများအရသိရှိရပါတယ် ရှင်းနှစ်နိုဝင်ဘာလ၄ရက်နေ့ကွမ်တုံပြည်နယ်ရှမ်းကျန်းမြို့တရားရုံးကပေမီတာစုများကကျူးလွန်ထားသောရာဇဝတ်ကိုင်းအမှုများအတွက်ရင်ကဲသို့တည်တံပြစ်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။မြန်မာစစ်တပ်ကကြောထောက်နောက်ခံပေးခဲ့သောကိုကန့်ကောင်းဆောင်ဟောင်းပဲဆောက်ချင်းပေရင်ဆန်ရန်လီချန်ခူလျှောက်ကျန်းနှင့်ချိန်ခွန်ကြီးစုစုပေါင်းတရက်ခန့်ကဥကိုတည်တံချမှတ်လိုက်ကြောင်းသိရပါတယ်။အခြားတရက်ခန့်နှစ်ဦးဖြစ်တဲ့လီဖူဆိုးနဲ့လီစစ်တဲတို့ကိုနှစ်နှစ်ဆိုင်ငံ့တည်တံချမှတ်ခဲ့ပါတယ်။ ော့ကြံ့ကျင့်တဲ့ function အပါဝင်တရခန်းကဥကိုထောင်းတန်းတသက်ချမှတ်ခဲ့ပြီးလီလုံဟွာနဲ့လုံးဝန်တင်အပါဝင်တခြားတရခန်းကိုဥကိုထောင်းတန်း20နှစ်မှ3နှစ်အထိချမှတ်ခဲ့ပြီးငွေဒဏ်ပစ္စည်းသိမ်းယူခြင်းနဲ့ပြည်နယ်ဒဏ်ပေးခြင်းကဲ့သို့သောနောက်ဆက်တွဲပြစ်ဒဏ်များချမှတ်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတရခန်းများမှဆက်သွယ်ရေးနှင့်ကိုရက်လိမ်လည်မှုများကာစီနိုများဖွင့်လှစ်ခြင်းရည်ရွယ်ချက်ရှိရှိတက်ဖြတ်ခြင်းရည်ရွယ်ချက်ရှိရှိတန်ရာရစေခြင်းပြန်ပေးဆွဲခြင်းငွေညှစ်ခြင်းစီစဉ်ခြင်း ာရမပြည်တစားလုပ်ငန်းနှင့်အခြားသူများကိုတရားမဝင်နှိမ်ဆက်ဖြတ်ကျော်ရန်စီယုံခြင်းကဲ့သို့သောရာဇဝတ်မှုလုံဆောင်ချက်များလောင်ကစားလိမ့်လည်မှုနှင့်ရွှေ29ဘီလီယံကျော်လိမ့်လည်သွားမှုတရုတ်နိုင်ငံသား6ဦးသေဆုံးတရုတ်နိုင်ငံသားတအူမိမိကိုယ်ကိုတက်တည်ခဲ့ပြီးတရုတ်နိုင်ငံသားများစွာဒဏ်ရာရရှိမှုများမူရစ်ဆေးပွားမက်သဖက်တမင်စက်တတန်ခန်းကိုရောင်းချရန်နှင့်ထုတ်လုပ်ရန်လေဘူပေါင်းကြံစည်ခဲ့မှုများဖြင့်ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်မြန်မာစစ်တပ်က တရုတ်နိုင်ငံကဖန်ဝရန်ထုတ်ထားတဲ့ပယ်ဆောက်ချိန်အပအဝင်၁၀ကို2024ဇန်နဝါရီ၁၀ရက်နေ့တွင်တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့ပြီး2025ဇူလိုင်၁၇ရက်၌တရားစွဲမှုများစတင်ခဲ့ခြင်းဖြစ်ကောင်း2025ခုနှစ်နိုဝင်ဘာ၄ရက်နေ့တွင်အပိသက်အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ဆလပီချောင်းဦးမြို့အဝင်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းချောင်းဦးမြို့အဝင်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းမုံရွာခရိုင်အမှတ်၁၂တရင်တပ်ခွဲသော ။ PSC တက်ခွဲမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ2ရက်နေ့နနက်6:00နာရီခန့်တွင်မုံရွာမန္တလေးပခုတ်ကူလန်းဆောင်ရှိချောင်းဦးမြို့အဝင်ဂိတ်ကိုထော်လန်ရေးတက်ခွဲများကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုသည်10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်မှ4ဦးသေဆုံးခဲ့ကာ5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်တိုက်ခိုက်မှုအတွင်ထော်လန်ရေးရဲဘော်တအုပ်မြင်းမြတ်စွာကြာဆုံးခဲ့ပြီးနှစ်ဦးထဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်။ ရှင်းတိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရရှိခဲ့သောရဲဘော်၂ဦးကိုအချိန်မီစေကူတနိုင်ရည်နဲ့ပြန်လည်ဆုတ်ခွာနိုင်ရည်အတွက်အကြံဖတ်စစ်တပ်စခန်းကိုအောင်မြင်စွာအပြီးသက်သိမ်းပိုက်နိုင်ခြင်းမရှိဘဲရဲဘော်များဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ချောင်းဦးမြို့အဝင်ဂိတ်ကိုတော်လန်ရည်ရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာတိုက်ပွဲက၁၀မိနစ်ခန့်ဖြစ်ပွားခဲ့ပါတယ်။စစ်ကွေးတွေဘက်က၄ဦးသေဆုံးနဲ့၅ဦးထိခိုက်ဒဏ်ရာရတယ်။ကျွန်တော်တို့ဘက်ကရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ပြီး၂ဦးထဏ်ရာရတယ်ဟု မုံရွာခရိုင်အမှတ်စနစ်တရင်တက်ခွဲတုံလျက်စီးတက်ခွဲမှာတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုလျက်စီးတက်ခွဲမုံရွာခရိုင်အမှတ်စနစ်တရင်တက်ခွဲတုံ CDSON ဘူးဆက်ကြစစ်ကြောင်းနဲ့ချောင်းဦးမြို့နယ်ဘူးရဲရင်စစ်ကြောင်းတို့ကဖူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ကျမတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်